မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့စတ္ထမနာတမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချေရင်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချေကအခန်း3ရှီဟောက်မြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်ခန်းစာနှစ်ဗကဧကရနိုင်ငံအင်အားကြီးမားလာပုံရဲ့နိုင်ငံရဲ့အကြောင်းကိုဒီချေတို့လေ့လာကြည့်အောင် ကဲတာလို့သမီးတို့ရေကြောက်စာပါထောက်ထားရပကံမှာမင်းစလေးပါအုပ်ဆိုးတယ်ဆိုတော့တာလို့သမီးတို့လေ့လာကြည့်ရအောင်ဟုတ်ပါပြီဒီစရားလေးကိုတာတို့ကြည့်ပြီးပြီဒီနာမည်လေးတွေကိုတာတို့ကြည့်ပြီးပြီဆိုရှင်ပကံနိုင်ငံတော်ကြီးကိုနော်ဒီမင်းနေရဘလို့စ조사ပန်းစားနေတိဆောက်ခဲ့တယ်ဘလို့တွေတိုက်ပြီးတွေ့နော်စီးပွားရေးလူမှုရေးတွေတုတ်တရအောင်ဆောင်ရွက်ခဲ့တယ်ဆိုတော့တာတို့သမီးတို့နော်လေ့လာကြည့်ကြမယ် ဲ့တော့အဲ့ဒီမင်းဆက်တည်းရဲ့ပကနိုင်ငံတော်ကြီးကိုဘလို့အင်အားကြီးမလာပြီးတော့နိုင်ငံရေးရာတိစောက်ခဲ့တယ်ဆိုတာကိုသတို့သမီးတို့နဲ့ဒီချဲကနေပေါ့ရှင်လင်းပြပြပြီးမှဖြစ်ပါတယ်ပထမဦးဆုံးအနော်ထာမင်းအကြောင်းကိုဒီချဲတို့လေ့လာကြည့်ကြရအောင်သတို့သမီးတို့ရေအနော်ထာမင်းအကြောင်းကိုဒီချဲတို့လေ့လာကြည့်ကြမယ်အဲ့တော့အနော်ထာမင်းဟာ1044 1089 AD မှာကွဲပြားနေတဲ့ဒေသတွေကိုစူးစီးပြီးတော့ နိုင်ငံတော်တည်ဆောက်မှုကိုဆောင်ရွက်ခဲ့တယ်။အဲ့တော့မြောက်ဘက်မှာတကောင်းကိုဗဟိုပြုတဲ့တက်ကရူတို့ရဲ့တင်းတွဲပြီးတာလို့သမီးတို့ရဲ့တက်ကရူဆိုတာတိဘက်အနယ်ဝင်မြန်မာပြည်ဖြစ်တယ်ကွတောင်ဘက်မှာတော့တရိတ်ခတိယာမွန်နေရဲ့အုတ်တာပကိုတထုံကိုဗဟိုပြုတဲ့သူနာဘုံမိဆိုပြီးတော့အသီးသီး꽌ပြားနေတဲ့ဒေသတွေကိုစူးစီးပြီးတော့နိုင်ငံတော်တည်ဆောက်မှုကိုဆောင်ရွက်ခဲ့တယ်။ဥစွာ နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်တီအမှုတမ်းအလုံးလောက်ရရှိဖို့အတွက်ဆယ်ပြုံးမျိုးရာပြုံးမျိုးထောင်ပြုံးမျိုးတွေကိုတည်ထောင်ခဲ့တယ်။ဒါတို့ရေအဲ့ဒီနေရာမှာဒီချက်ရှင်းပြကျင်တာတော့ဆယ်ပြုံးမျိုးဆိုတာဘာလဲလို့မေး။သူရဲကောင်းစစ်တီရေအတွက်ဆယ်ကနန်းရှိတဲ့မျိုးကိုဆယ်ပြုံးမျိုးလို့ခေါ်ပါတယ်။ရာပြုံးမျိုးကတော့စစ်တီရေအတွက်ရာကနန်းရှိတဲ့မျိုးကိုဘာဖြစ်လဲ။ရာပြုံးမျိုးကိုခေါ်ပါတယ်။ထောင်ပြုံးမျိုးကလည်း စစ်တီရေအတွက်တထောင်ရှိတဲ့မြို့ပြတွေကိုမြို့တွေကိုထောင်ပြမြို့လို့ခေါ်ပါတယ်အဲ့တော့နိုင်ငံသားတွေဟာကိုယ့်လုပ်ကိုလုပ်နေပေမဲ့လည်းဘရင်ကအရေးတော်ပေါ်လို့တပ်မကြီးများထွက်စေဆိုတာနဲ့တထောင်ထွက်ရမယ့်မြို့ကစစ်သားတထောင်တရားထွက်ရမယ့်မြို့ကစစ်သားတရားစသဖြင့်ထွက်လိုက်တာနဲ့ညနေချင်းညချင်းတပ်ဖွဲ့ကြီးဖြစ်သွားသလိုပါပဲကွယ်အဲ့တော့ဒါအပြင်နော်ထာမင်းဟာမြန်မာနိုင်ငံရဲ့ အရှိမြောက်ဖက်မှာရှိတဲ့ရန်သူတွေရဲ့ဘေးရမှာကာကွယ်နိုင်ဖို့အတွက်ဗမောကနေပြီးတော့တောင်ကုန်းတစ်လျှောက်မှာကင်တပ်စခန်း53မြို့ကိုတိစောက်ခဲ့ပါတယ်။နော်ထာမင်းဟာအယူချင်းရှိတဲ့ဘင်းတစ်ပါးဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သူလူထုကိုစီယုံသွင်းသိမ်းနိုင်ခဲ့တယ်။ပြည်သူတွေရဲ့အင်အားကိုနိုင်ငံတော်တိစောက်ရေးမှာစနစ်တကျအသုံးချနိုင်စွာရှိခဲ့တဲ့မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ပါတယ်။ကဲတအားတို့သမီးတို့ရေဆော်လိုမင်းကိုလေ့လာကြည့်ကြရအောင်။ဆော်လိုမင်းဟာ 1984အေဒီမှာတော့ဖခင်တော်ထမင်းရဲ့နောက်မှာပကံထင်းချောင်းကိုစက္ကန်နဲ့အရေးချင်းမရှိတဲ့အတွက်ကြောင့်မလို့လျောက်ခံဖြစ်တဲ့ငရဲမန်ကားရဲ့ပုံကမှု ပေါ်ပေါက်လာခဲ့တယ်။ဒါကြောင့်မလို့ဆော်လိုမီလက်ထက်မှာတော့ဆရာမတို့ပကံနိုင်ငံကြီးဟာစီလုံးမှုကိုပြပြသွားခဲ့ရပါတယ်။ဟောနောက်တစ်ယောက်ကိုဆက်ပြီးလေ့လာကြည့်မယ်ဆိုဆရာမတို့ဂျက်စတာမင်းဂျက်စတာမင်းကတော့1084 1133အေဒီမှာတော့အနော်ထာမင်းတီထောင်ခဲ့တဲ့ နိုင်ငံတော်ကြီးကိုတည်တံ့ခိုင်မြဲအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့မိန်းကောင်းမိန်းမတပါးဖြစ်တယ်။အဲ့ဒီအချိန်တုန်းကတိုင်းပြည်အတွင်းမှာမုံလူမျိုးတွေအများဆုံးနေထိုင်တဲ့အတွက်ကြောင့်ကျန်စစ်သားမင်းဟာမွန်မမချစ်ကြည်ကြီးကိုဦးစားပေးဆောင်ရွက်ခဲ့တယ်။မွန်ပညာရှိတွေကိုနန်းတွင်းမှာမှုမများဖြစ်ခံထားတယ်။နန်းတက်ပွဲအခမ်းအနားကိုလည်းမွန်ထလီထုံးစံတိုင်းကျင်းပခဲ့တယ်။ဒါကြောင့်မလို့ကျန်းစစ်သားမင်းလက်ထက်မှာတော့တိုင်းပြည်ဟာ အေဂျန်တာယာခဲ့ပါတယ်။အဲ့တော့သားတော်သမီးတို့ရေအနောရထာမင်းနောက်စက္ကန့်နဲ့သားတော်ဆောလုမင်းကတော့ပကန်းထီးနှန်းကိုအုပ်ချုပ်ပေမဲ့လည်းအနောထာမင်းလိုအရေးချင်းမရှိတဲ့အတွက်ကြောင့်မလို့နိုင်ငံစည်းရုံးမှုပြက်ပြားသွားခဲ့ရတယ်။ကျန်းစစ်သားလက်ထက်မှာတော့နိုင်ငံတော်တရားရေးအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အပြင်မုံမမချစ်ကြည်ကြီးကိုဦးစားပေးဆောင်ရွက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုသားတော်သမီးတို့သိရှိနားလည်ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဘလောက်စီသူမင်း လရသူမင်းနေရပရိစီသူမင်းနဲ့နေရပရိစီသူမင်းနောက်ဆက်ခံတဲ့မင်းတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြစို့ဘလောင်းစီသူမင်းကတော့1133 1160 AD ကျဆက်သားမင်းရဲ့မိတော်ဖြစ်တယ်။သူနတ်တဲ့ဆမှာတော့ပသိန်းတနင်္လာရီတွေမှာပုံကံမှုတွေရှိပေမဲ့လဲတိုင်းပြည်တည်ငြိမ်မှုရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့မင်းတစ်ပါးဖြစ်ခဲ့ပါတယ်။နရတူမင်းကိုဆက်ပြီးကြည့်မယ်ဆိုရှင်နရတူမင်းဟာ 1161ကနေပြီး1165 AD မှာနန်းတက်ခဲ့ပြီမယ်လေအရေးချင်းညံ့ဖြစ်တဲ့အတွက်ကြောင့် မလို့တိုင်းပြည်တိုးတက်ရွတ်တဲ့စန်းဆောင်နိုင်ခြင်းမရှိခဲ့ပါဘူးဟောနောက်နေရာပြည်စုသူမျိုးကိုဆက်ပြီးကြည့်မယ်ဆိုရှင်နေရာပြည်စုသူမျိုးဟာ1165ကနေပြီး1231 AD သူ့ရဲ့လက်ထက်မှာတော့နိုင်ငံတော်ကိုပြန်လှည့်ပြီးတော့စုစည်းတယ်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်အရှိတ်ဘက်မှာတန်လွင် အနောက်ဘက်မှာမစ္စဂီရီတို့ခေါ်တဲ့ချင်းတောင်နံ မြောက်ဘက်မှာတော့အဆောင်ချမ်းတောင်ဘက်မှာတော့ဒဝံနဲ့တလင်းချေအငူတီကျေပြက်တဲ့နိုင်ငံကိုပြန်လဲစီးရုံနိုင်ခဲ့တဲ့မိကောင်းမိမြတ်တပါဖြစ်ပါတယ်။ဟောနောက်တစ်ခုဆက်ပြီးကြည့်အောင်။နေရပိစီသူမင်းနောက်ဆက်ခံတဲ့မင်းနေလက်ထက်မှာတော့အရေးချေးတွေကလည်းညံဖြစ်နေ။တိုင်းပြည်ကလည်းမငြိမ်မသက်ဖြစ်လာပြီးတော့ပြည်ပအနေရီဝင်ရောက်လာခဲ့ပါတယ်။အဲ့တော့စမုတ်နိုင်ငံဟာနောက်ဆုံးပကံအေဂရိတ်နိုင်ငံတော်ကြီးဟာဘာကြောင့် ပြက်ပြားသွားခဲ့ရတယ်ဆိုတော့ဆက်ပြီးလေ့လာကြည့်မယ်ဆိုလို့ရှိရင်နေရတရာပတိမင်း1956 1980အမွန်ဂိုလီးယားရာကြောင်းထွက်ပြေးခဲ့တယ်ပြည်ရောက်မှာတော့သားတော်တည်ရဲ့သူရဲ့လောက်ကြောင့်မှုကိုခံခဲ့ရတယ်ပြည်ရဲမညီညွတ်မှုကိုခွင်ကောင်းယူပြီးတော့မွန်ဂိုအတက်တွေခြိတက်လာတယ်အဲ့ဒီခါမှာမွန်ဂိုတက်တွေကခြိတက်လာတဲ့အခါမှာတော့သားတော်ကြော်စွာကိုသူတို့ကနန်းတင်ပေးခဲ့တယ် ျော်စာမင်းလက်ထက်မှာတော့ရှမ်းညီနောင်၃ဟွာအင်အားကောင်းလာတယ်။မရတရားပြည်မင်းလက်ထက်မှာတော့အုတ်ချုပ်ရင်ညံဖြစ်တဲ့အတွက်တိုင်းပြည်ဟာမငြိမ်မသက်ဖြစ်ပေါ်မှုနဲ့အတူမွန်ဂိုလ်တွေရဲ့ကျူးကျော်မှုကိုခံခဲ့ရတယ်။အဲ့ဒီခါမှာဆမတို့မြန်မာတွေဟာငဆောင်ချအရက်ကနေပြီးတော့မွန်ဂိုတက်တွေကိုစီးကျိုတိုက်ခိုက်တယ်။ဒါပေမဲ့အောင်မြင်မှုမရခဲ့ဘူး။မွန်ဂိုတက်တွေဟာဆက်လက်ပြီးတော့ဆမတို့ဆက်တိုက်ခိုက်ပြီးတော့ပကံကြီးကိုပဲဖြစ်လေမျိုးကြီးကိုသိမ်းပိုက်ခဲ့တယ်။ အဲ့ခါမှကျတော့ဆရာမတို့ကဘုသူ့အာကိုရလဲဆိုရှင်တန်တမာရေးရမှာကျွမ်းကျင်မှုရှိတဲ့ရှင်ဒီသာပါမောက်ကိုစစ်ပြေငိမ့်ဖို့အတွက်ပေကင်းကိုဆက်လုခဲ့ရတယ်။အဲ့ဒီခါကျတော့မှမွန်ဂိုတက်တရားဆုတ်ခွာခဲ့ရတယ်။ကျော်စာမင်းလက်ထက်မှာတော့ပကံပန်ဝန်းကျင်မဲ့သူမှာဩဇာတရားမှုရှိခဲ့တယ်။ဒါကြောင့်မလို့ရခင်ကဒစည်းတလုံးကြီးရှိခဲ့တဲ့တိုင်းသားတွေကလည်းဘိုးအုပ်ချုပ်ရေးပြက်ပြားလာတဲ့အတွက်ကြောင့်မလို့တော်လံပူကံမှုတွေရှိလာတယ်။သူတလူငါမင်းနဲ့ တော့ပုံကောင်မှုတွေရှိရတဲ့အတွက်ကြောင့်မလို့အင်အားကောင်းလာတဲ့ရှမ်းညင်တောင်တုံးဆိုတာကတော့အတင်ခရာရာဇတ်တကြံနဲ့တည်ရသူကိုဆိုလိုပါတယ်သူတို့တုံးကတော့ကြောက်ဆဲကိုအခြေပြုပြီးတော့ဗြိတိသျှနိုင်ငံတစ်တွေကိုတည်ဆောင်လာခဲ့ကြပါတယ်ပြည်ရင်းမငြိမ်သက်မှုနဲ့ပြည်ပကျူးကျော်မှုတို့ကြောင့်စောနစ်မဲ့လက်ထက်မှာတော့ဆမ်မုတ်ပကိုက်ကလေးနိုင်ငံတော်ကြီးဟာလုံးဝပျက်စီးခဲ့ရပါတယ်ကဲတအားတို့သမီးတို့ရေဒီချေတို့နိုင်ငံမှာအုပ်ချုပ်ခဲ့တဲ့နော် ိုင်ငံရေးရာဆောင်ရွက်ခဲ့တဲ့မင်းနေရဘလို့သူတွေကအရေးချင်းရှိတယ်ဘသူတွေဟာအရေးချင်းဉာဏ်ပြင်းမှုဖြစ်နေတဲ့ကြောင့်မလို့ဗကဧကရိနိုင်ငံတော်ကြီးဘလို့နောက်ဆုံးပျက်စီးခဲ့ရတယ်ဆိုတဲ့အချက်လက်ကိုသားတို့လေ့လာသိရှိပြီးဖြစ်ခဲ့တယ်။ဒါကြောင့်မလို့နောက်ဆုံးဒီချေတို့အနေနဲ့အဓိကကြားတဲ့အချက်ကလေးတို့ကျွန်တော်လေ့လာကြည့်ကြအောင်။ဗကဧကရိနိုင်ငံတော်ဘလို့တည်ထောင်ခဲ့လဲလို့မေးလို့ရှိရင်တိုင်းရင်းသားတွေစီလုံးညီညွတ်စွာပူးပေါင်းတည်ထောင်ခဲ့တယ်။ဘယ်အချိန်မှအင်အားအတောင်ဆုံးလဲ။ ဘယ်မစ်လက်ထက်မှာအေးအတောင့်တင်းလုံးဖြစ်ခဲ့လဲဆိုရှင်နော်ထာမစ်လက်ထက်မှာစပြီးတော့ဆံမတို့ဗကိုင်းကလေးနိုင်ငံတို့အေးအတောင့်တင်းလာခဲ့တယ်။လမ်းမဆက်သွေးတွေလေကူလာတယ်။စိုက်ပျိုးရေးကောက်မွန်တဲ့ဒေသတွေကိုအခြေပြုတ်ပြီးတော့ဗကံကိုတထောင်ခဲ့ကြတယ်။အဲ့တော့နော်ထာမစ်ဟာနိုင်ငံတော်ကာကွယ်ရေးကိုဆောင်ရွက်နိုင်ပြီးတော့ပြည်သူတွေရဲ့အင်အားကို စနစ်တကျအသုံးချနိုင်ခဲ့တယ်။အဲ့တော့ကြက်စစ်သားပြရတော့နော်ထာမင်းတီထောင်ခဲ့တဲ့ပကံနိုင်ငံတော်တည်တံ့ခိုင်မြဲအတွက်ဆက်လက် ကျိုးပန်းဆောင်ရွက်ခဲ့ပါတယ်။ကျိုးပန်းဆောင်ရွက်ခဲ့တဲ့အပြင်မွန်မမချစ်ကြီးကြီးကိုလည်းဦးစားပေးဆောင်ရွက်ခဲ့တယ်။အလောင်းစီသူမင်းကတော့တိုင်းပြည်တည်ငြိမ်မှုရှိစေဖို့အတွက်ဆောင်ရွက်နိုင်ခဲ့တယ်။အရသူမင်းကြတော့ဇဘတို့အရေးချင်းကလည်းညံဖြစ်နေတိုင်းပြည်တိုးတက်အောင်လည်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။နေရပရိစီသူမင်းကြတော့နိုင်ငံကိုပြန်လည်စုစည်းပြီးတော့တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့မင်းကောင်တစ်ပါးဖြစ်ခဲ့ပါတယ်။ နရပရိစီသူမင်းနောက်အုတ်ချုပ်တဲ့မင်းများလက်ထက်မှာတော့အရေးချင်းညံဖြစ်တဲ့အတွက်ကြောင့်မလို့ဆာမတို့ပကံတိုင်းပြည်ကြီးကမငြိမ်မသက်ဖြစ်လာခဲ့ပါတယ်။စောနေမင်းလက်ထက်ကြတော့ပြည်တွင်းရင်းရမှုလည်းမရှိပြပကျူးကျော်မှုတွေဖြစ်လာပြီးတော့နောက်ဆုံးမှာဆာမတို့ပကံအရေးနိုင်ငံတော်ကြီးကပျက်စီးရတဲ့ဘဝကိုကြောက်ခဲ့ရပါတယ်။ကဲသားတို့သမီးတွေရေဒီနေ့ဒီချက်ပြတ်ပြတ်ပြီးတဲ့အကြောင်းအရာလေးကတော့အခန်း၃ရှိအောင်မြန်မာနိုင်ငံပေါ်ပေါက်လာခြင်း သင်္ကန်းစာနှင့်ဘဂအေရဲနိုင်ငံအင်အားကြီးမားလာကုန်ရဲ့နိုင်ငံရဲ့အကြောင်းဖြစ်ပါတယ်။သားတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကို နားလဲသဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်သင်္ကန်းစာမှာဒီချေတို့ပြန်တွေ့ကြမယ်နော်။ဘိုင်ဘိုင်။ခန်းတော့ရှောင်းမြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်္ကန်းစာနှင့် ဘဂအေဂရိနိုင်ငံအင်အားကြီးမားလာပုံရဲ့စီးပွားရေးအကြောင်းကိုဒီချေတို့လေ့လာကြည့်အောင်ဒါတို့သမီးတို့ရေဒါတို့သမီးတို့ရေတရေခစ်တရာရှီအောင်မြို့ပြနိုင်ငံရဲ့အဓိကစီးပွားရေးအကြောင်းကိုလေ့လာသိရှိပြီးဖြည့်လို့အခုစာသင်ချိန်မှာတော့နော်ထာမင်းရဲ့ ဗကံဒေတာစီးပွားရေးဖွံ့ဖြိုးတိုးတက်စေအတွက်ဆောင်ရွက်ချက်တွေကို လေ့လာသင်ယူရမှာဖြစ်ပါတယ်။ခဲစီးပွားရေးကို ကျွန်တော်လေ့လာကြည့်အောင်။အနောက်ထမင်းဟာဗကံဒေတာကို အခိုင်အမာ စုစည်းနိုင်ရေးတွေစီးပွားရေးအခြေခံတောင်းတင်းရေးကို ဆောင်ရွက်ခဲ့ပါတယ်။လေယာစိုက်ပျိုးရေးကို အခြေခံနဲ့စီးပွားရေးဖြစ်တဲ့အတွက်မိုးနဲ့ရံဝဲမှာစရိန်နဲ့ရေတွေတော်တယ်စိုက်ပျိုးတဲ့နီးတွေကို အသုံးပြုတယ်စိုက်ပျိုးရေးတွေ အရေးပါတဲ့စက်တွေကိုတိဆောက်ခဲ့တယ်။ကြောက်စင်တွေမှာရှိတဲ့ပန်းလောင်မြင်းဇော်ကြီးမြစ်တွေကိုအမိပြုတ်ပြီးတော့ဆယ်ကြီးခုနှစ်ခုကိုလည်းထူဖော်ခဲ့ပါတယ်။ပန်းလောင်မြင်းမှာတော့ကင်တာဆယ်၊ငနိုင်းတင်ဆယ်၊ပြောင်းပြာဆယ်နဲ့ကူမဲဆယ်၊ဇော်ကြီးမြစ်မှာတော့နွားတက်ဆယ်၊ကုန်းဆယ်ဆယ်နဲ့ဂူတော်ဆယ်တွေကိုတိဆောက်ခဲ့တယ်။မိတ်တီလာကန်ကြီးကိုလည်းပြန်လည်ပြင်ဆင်ခဲ့တယ်။ဒါကြောင့်မို့လို့ကြောက်စင်နဲ့မိတ်တီလာနယ်တို့ဟာ ပကန်နိုင်ငံရဲ့ဇဘက်ကြီးတွေဖြစ်လာပြီးတော့စီးပွားရေးတော့ကျဖြစ်ခဲ့ရပါတယ်။ကဲဆက်ပြီးလေ့လာကြည့်မယ်ဆိုရှင်စိုက်ပျိုးရေးကိုကြည့်မယ်။အဲ့တော့စိုက်ပျိုးရေးမှာဆရာမတို့ဘလိုတွေစိုက်ပျိုးပြီးတော့ဘလိုတွေခေါ်ကြလဲဆိုတာသိအောင်လဲရာကိုင်းတယ်ဥယျာဉ်ချမ်းဆိုပြီးတော့၄မျိုးရှိတယ်။လဲမှာတော့စဘာစိုက်ပါတယ်။ရာမှာတော့လူဆက်ပြောင်းမူရောနှမ်းတို့ကို စိုက်ပါတယ်။ကိုင်းမှာတော့ပဲကြီး ဘဲလွန်ကလဘဲဖယုံတခွာကြက်သွန်ပြူတွေကိုစိုက်ပါတယ်ဥယျင်ချမှာတော့တရက်ပိန်နေငပြိုးတို့ကိုစိုက်ပြိုးပါတယ်ပကံခစ်မှာစိုက်ပြိုးရတာမကဘဲနဲ့အိန္ဒိယနိုင်ငံတွေဖြစ်တယ်တိရီလင်္ကာမလေးရှားထိုင်းအိန္ဒိယတောင်ပိုင်းပြည်တွေများနဲ့ကုသရောင်းဝယ်ခဲ့ပါတယ်ပသိမ်းတထုံဘိတ်ပြိုးတွေဟာ ဲ့ဒီချိန်တုန်းကအရှက်တောင်အရှကုံသွယ်ရေးမှာအရေးပါတဲ့မြို့တွေဖြစ်ခဲ့ရပါတယ်။ပကံခက်မှာတော့ငွေကြေးစနစ်မရှိသေးပါဘူး။ကုန်ပစ္စည်းချင်းဖလဲတဲ့နည်းကိုပဲအသုံးပြုကြပါတယ်။တတ်ထုတစ်မျိုးတည်းကိုချိန်တွယ်ပြီးတော့ရန်ဝယ်ရည်တွေအသုံးပြုခဲ့ကြတယ်။ရွှေနဲ့ငွေကိုလည်းချိန်တွယ်ပြီးတော့အသုံးပြုချောင်းကိုတွေ့ရှိရပါတယ်။ကဲသားတို့သမီးတို့ရေအဲ့တော့ပကံခက်ကစီးပွားရေးချောင်းကိုသားတို့လေ့လာသိရှိပြီးပြီဆိုတော့ ဘယ်အကြောင်းကအချက်လက်တွေအဓိကကြလဲဆိုတော့ဒီချက်တို့ကြည့်ကြရအောင်ဗကန်ခေတ်စီးပွားရေးဟာဘယ်ဟာစိုက်ပျိုးရေးကိုအခြေခံတဲ့စီးပွားရေးဖြစ်တယ်ဗကန်ဒေသကိုအခိုင်အမာစုစည်းနိုင်ရေးအတွက်စီးပွားရေးအခြေခံကောင်းစေဖို့အတွက်ဆောင်ရွက်ခဲ့ပါတယ်ကြောက်စက်နေတဲ့မိထီလာနေကတို့ကတော့ဗကန်နိုင်ငံရဲ့စပယ်ကြီးကြီးဖြစ်လာတဲ့အတွက်ကြောင့်မလို့စီးပွားရေးတော့ချက်ဖြစ်ခဲ့ပါတယ်အဲ့တော့ဗကန်ဒေသဟာစိုက်ပျိုးရေးသာမကဘဲနဲ့အိမ်နီးချင်းနိုင်ငံနေတဲ့ကုသရန်ဝင်ခဲ့ပါတယ် ပကံခစ်မှာတော့ပသိမ်းသထုံနဲ့ဘိမျိုးတွေဟာအရှိတောင်အာရှကုံတော်ရေးမှာအရေးပါတဲ့မျိုးတွေဖြစ်ခဲ့ပါတယ်ပြည်တွင်းကုံတော်မှုတွေသာမကပိုင်းနဲ့အလေးအချိန်တွေများကိုလည်းစနစ်တကျဖြစ်စေခဲ့ပါတယ်ဒီနေ့ဒီချက်ပြပြပေးတဲ့အကြောင်းအရာကတော့အခန်းသုံးရှေးဟောင်းမြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်ငန်းစာနှစ်ဗကာအင်္ဂလိပ်နိုင်ငံအင်အားကြီးမားလာပုံရဲ့စီးပွားရေးအကြောင်းဖြစ်ပါတယ်ဒါတို့သမီးတို့လည်း ီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။ယုံလည်းယုံကြည်ပါတယ်။နောက်သင်္ကန်းစာမှာဒီချေတို့ပြန်တွေ့ကြမယ်နော်။ဘိုင်ဘိုင်။အခန်းတော့ရှေးဟောင်းမြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်္ကန်းစာနှင့်ဗကဧကရိနိုင်ငံအရာကြီးမားလာပုံရဲ့လူမျိုးအကြောင်းကိုဒီချေတို့လေ့လာကြည့်ကြကြအောင် ပကံခစ်ခဲ့လူမှုရေးအဖွဲ့အစည်းခြေလို့ကြည့်မယ်ဆိုရှင်အုတ်ချုပ်သူမင်းနဲ့အုတ်ချုပ်ခါတိုင်းသူပြည်သားတွေရှိတယ်။ကြောက်စာပါထောက်ထားရထိုခစ်ခဲ့လူမှုအစင်တန်းနဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုတီးရပါတယ်။အတမွေးဝမ်းကြောင်းလုပ်ငန်းတွေကိုအဓိကအဖြစ်ငါးမျိုးခွဲထားပါတယ်။အဲ့ဒါတွေကတော့စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းတွေအစားတောက်ဆိုင်ရာလုပ်ငန်းတွေလက်မှုလုပ်ငန်းတွေသပင်းလုပ်ငန်းတွေနဲ့အထွေထွေလုပ်ငန်းတွေဖြစ်ပါတယ်။ တတော်သမီးတို့ရေပကန်းခစ်မှာတော့ထူကြတဲ့လူမှုဖွဲ့စည်းတစ်ခုရှိနေပြီဆိုတာတောက်သိရမယ်အဲ့ဒါဘာလဲဆိုရှင်နော်မိသားစုကိုအခြေခံတဲ့ခိုင်ငန်းတဲ့လူမှုဖွဲ့စည်းပဲကွဲကဲအဲ့တော့ပြီးသွားပြီဆိုရင်တော့ကျေတို့ဒီရဲ့လူမှုရေးမှာအဓိကချတဲ့အချက်တွေကဘာတွေလဲဆိုတာကြည့်ကြရအောင်ပကန်းခစ်မှာအုတ်ချုပ်သူမင်းနဲ့အုတ်ချုပ်ခံပြီးသူဆိုတာရှိတယ်အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကိုတော့အဓိကအဖြစ်ငားမျိုးခွဲနိုင်တယ်ဘလို့လူမှုဖွဲ့စည်းရှိတယ်လဲဆိုလို့ရှိရင်တော့မိသားစုကိုအခြေခံတဲ့ ခိုင်ခန့်တဲ့လူအဖွဲ့အစည်းတွေရှိနေပြီဖြစ်ပါတယ်။ဒီနေ့ဒီချက်ပြပြပေးတဲ့အကြောင်းအရာလေးကတော့အခန်း၃ရှောင်းမြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်္ကန်းစာနှင့်ပုဂံအေဂရိတ်နိုင်ငံအင်အားကြီးမားလာပုံရဲ့လူမျိုးအကြောင်းဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကို နားလေသဘောပေါက်မယ်လို့ဒီချိန်မျှော်လင့်ပါတယ်။နောက်သင်္ကန်းစာမှာဒီချေတို့ပြန်လို့ကြမယ်နော်။ Bye bye ။ မင်္ဂလာပါသားတို့သမီးတို့ရေဒီချိန်ကတော့စတ္ထမရသမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချိန်ပြပြပေးမယ်အကြောင်းအရာလေးကတော့အခန်းသုံးရှီဟောင်းမြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်ခန်းစာနှစ်ဗကန်ဧကရိနိုင်ငံအရာကြီးမလာပုံရင်ကျေးမှုရဲ့ကိုယ်ကွယ်ယုံကြည်မှုအကြောင်းဖြစ်ပါတယ် အဲ့တော့ဆရာမတို့ဒီကိုယ့်ကိုယုံကြည်မှုမှာเนาะအနော်ထိုင်မင်းရဲ့ဆောင်ရွက်ချက်ကြောင့်ဗကန်နိုင်ငံမှာဗုဒ္ဓဘာသာထွန်းကားလာကြောင်းတယ်เนาะဘာသာရေးနဲ့ပတ်သက်ပြီးတော့เนาะဒီအနော်ထိုင်မင်းရဲ့ဆောင်ရွက်ချက်အကြောင်းတွေကိုသားတို့သမီးတို့လေ့လာသင်ယူမှာဖြစ်ပါတယ်သားတို့သမီးတို့ရေဒီနေ့တော့တခြားတို့ကိုယ့်ကိုယုံကြည်မှုလေးကိုလေ့လာကြည့်အောင်အနော်ထိုင်မင်းဟာတထုံပြည်မှာရှိတယ်เนาะရှင်ရတန်ရဲ့အကူအညီနဲ့ထေရဝါဒဗုဒ္ဓသာသနာထွန်းကားရေးကိုဆောင်ရွက်နိုင်ခဲ့တယ် နော်ထာမင်းလက်ထက်မှာတော့ဘာသာရေးကိုအခြေခံပြီးတော့တေဟိုယခုတော့တတိလင်္ကာအဲ့ဒီနိုင်ငံတွေနဲ့ချစ်ချည်ရင်းနှီးတဲ့ဆက်ဆံရေးကိုတိစောက်ခဲ့တယ်။အလောင်းစစ်သူမင်းလက်ထက်မှာတော့အိန္ဒိယတေဟိုအခုတော့တတိလင်္ကာလို့ခေါ်ပါတယ်။မလေးကျုံးဆွယ်အခုမာလာယုစတဲ့နိုင်ငံတွေနဲ့တာသနာရေးချစ်ချည်ရေးတို့အတွဲအပြန်လှန်ဆက်ဆံခဲ့ပါတယ်။ဒီနေ့ဒီချက်ပြောပြပေးတဲ့အကြောင်းအရာလေးကတော့အခန်း၃ရှေးဟောင်းမြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်ခန်းစာ၂ ပကံဧကရနိုင်ငံအားကြီးမားလာပုံရင်ကျင်းမှုရဲ့ကိုယ်ဝယ်ယုံကြည်မှုကြောင့်ဖြစ်ပါတယ်။သားတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလေသဘောပေါက်မယ်လို့ဒီချဲမျှော်လင့်ပါတယ်။နောက်သင်္ကန်းစာမှာဒီချဲတို့ပြန်တွေ့ကြမယ်နော်။ဘိုင်ဘိုင်။အခန်းသုံးရှေးဟောင်းမြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်္ကန်းစာနှစ်ဗကအေဂရိတ်နိုင်ငံအင်အားကြီးမားလာပုံ ရည်ကျေးမှုရဲ့စာပေပိတုကာနဲ့အနုပညာအကြောင်းဖြစ်ပါတယ်တော်တော်သမီးတို့ရေပကံခက်ခဲစာပေပိတုကာနဲ့အနုပညာတွေဘလို့တိုးတက်လာတယ်ဆိုတော့တောက်သမီးတို့လေးလာကြည့်ကြရအောင်အဲ့တော့ပကံခက်မှာတော့အလှူဒန်းပြုတ်တဲ့အခါမှာကြောက်စာနဲ့မှတ်တမ်းတင်လေးရှိတယ်အဲ့တော့ကြောက်စာဆိုတာ ကြောက်ကဲ့ပေါ်မှာရေးသားထားတဲ့စာကိုကြောက်စာလို့ခေါ်ပါတယ်။ဗကံခေတ်စာပေရေးသားတွေကိုတော့ကြောက်စာတွေမှာ ပါဠိမွန်ဘာသာတွေနဲ့ရေးထိုးထားတာကိုတွေ့ရတယ်။ခေဦးမှာတော့မွန်ဘာသာနဲ့အများဆုံးရေးထိုးခဲ့တယ်။ကျန်စစ်သားမြစ်လက်ထက်မှာတော့ဗကံဒေသမြင်းကပါအရမှာရေးထိုးခဲ့တဲ့မြားစရီကြောက်စာဒီကြောက်စာမှာတော့ပြူမွန်မြန်မာပါဠိ ဘာသာလေးမျိုးနဲ့ရေးထုတ်ခဲ့တာကိုသားတို့တပီတို့တွေးရှိနိုင်ပါတယ်။ပုံလေးကိုကြည့်ပြီးတော့ဇမတ်တို့လည်းလစ်လာနိုင်ပါတယ်။ကျန်စစ်သားမင်းဟာမောစာပင်နဲ့ယဉ်ကျေးမှုကိုအားပေးခဲ့တယ်။ဒါအပြင်နန်းတဲ့မကုံကြောက်စာတိုင်းကိုလည်းမွန်ဘာသာနဲ့ရေးထုတ်ခဲ့တယ်။နေရပရိစီသူမင်းလက်ထက်ကျတော့မြန်မာစာရေးသားတိုးတက်လာတယ်။ကြောက်စာတွေခေါင်းလောင်စာတွေလေးလုံးစက်လင်္ကာတွေထုံးကားခဲ့ပါတယ်။အော်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရှင်တော့ပကံခင်မှာ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်မှုရှိတဲ့အတွေ့အဲ့ဒီယဉ်ကျေးမှုမှာအခြေခံပြီးတော့ပြောင်မြောက်တဲ့ဘိတုကာလရတွေကိုတွေ့ရတယ်။ပကံခေအစောပိုင်းမှာဆောက်လုပ်ခဲ့တဲ့ဇေဒီပထိုးတွေရဲ့ပနက်ပုံနဲ့တိဆောက်ပုံကတော့အခြေခံအားဖြင့်ပြူပုံစံဖြစ်ပေမဲ့လည်းအတွင်းအပြင်တစားစင်မှုတွေကတော့အခြားသောပိတုကာဆိုင်ရာအင်္ဂါရက်တွေကတော့မွန်ပုံစံဖြစ်တာကိုအဓိကအဖြစ်တွေ့ရပါတယ်။နေတော့မင်းလက်ထက်မှာတော့ဆရာမတို့နော်မြန်မာတွေရဲ့ ။ဟလာပိတုကပညာဟာဘလောက်ကြီးကျယ်ခမ်းနားတယ်ဆိုတာကိုတော့ဟောဒီနော်ဓမ္မယံကြီးဖရာကိုကြည်ချင်းအဖြစ်လည်းသူမင်းဟာအင်မတန်ခမ်းနားကြီးကျယ်တဲ့ဓမ္မယံကြီးဖရာကိုတိဆောက်နိုင်ခဲ့ကြဆိုတော့ဒါတို့သမီးတို့သိရမှာဖြစ်ပါတယ်။မွန်ပုံစံနဲ့တိဆောက်ထားတဲ့ပကံခေပိတုကအနုပညာလက်ရာတွေကိုတော့ပထောသားများဖရာငကယုံဖရာအပေနာဖရာရွှေစည်းကုံစည်းတွေနဲ့အာနန္ဒစည်းတွေကိုယနေ့တိုင်တွေ့မြင်နိုင်ပါတယ်။ တတို့သမီးတို့ရေဒီပုံလေးကတော့အာနန္ဒဇေဒီပုံဖြစ်ပါတယ်အဲ့တော့ဇေဒီဂူတွေဆောက်လုပ်တဲ့အခါမှာအဆောက်အုံတွင်းမှာအုတ်စီပုံစနစ်ကြတယ်ဒုတယ်နဲ့အလေးချိန်ကောင်းမွန်တယ်အလင်းမောင်ယူပုံဟာစနစ်ကြခြင်းတော့ဆရာမတို့ဗကန်ခစ်မှာပိတုကလေးရရဲ့စမ်းချင်မှုတတို့သမီးတို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဇေဒီအမျိုးမျိုးဂူဖျားကြီးငယ်အမျိုးမျိုးတို့မှာတော့ပကြီးပဘူးအင်္ဂလိပ်ပန်းလေးရများကိုတွေ့ရတဲ့အပြင်ဂူဖျားများမှာရှိတဲ့ ။နိုင်ငံစည်းရေးပကြီးလေးရတွေကိုလည်းကောင်းမွန်လာတာကိုတအားလို့သမီးတို့ဒီပုံလေးကိုကြည့်ချင်အဖေသိမြင်နိုင်ပါတယ်။ပကြီးပယံပဒီပဘူးပဒိန်ပဘဲအမှုပညာတွေရဲ့မြင်မာတဲ့အစင်တန်းဟာတော့ဆရာမတို့ပကံရဲ့ဖျားတွေမှာကြည်ချင်းအဖေတအားလို့သမီးတို့တွေ့မြင်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ဆရာမတို့မြန်မာနိုင်ငံဟာနှစ်ပေါင်း၄၀၀အကလာတွင်းမှာလက်ရကောင်းမွန်တဲ့သာသနာ့ရေးအဆောက်အအုံတွေများစွာကိုတည်ဆောက်နိုင်ခြင်းဟာ ဘာကြောင့်လဲလို့ပြောလို့ရှိရင်ရောနည်းပညာတွေကျွမ်းကျင်တဲ့လူသမားတွေကိုအသုံးပြုနိုင်ခြင်းကြောင့်ဖြစ်ပါတယ်အဲ့တော့အမိုးကုန်းတွေပေါင်းကူးတွေအသုံးပြုတဲ့နည်းပညာတွေကို73ရာစုအထိဆံမတို့နိုင်ငံမှာအပအိန္ဒိယနိုင်ငံနဲ့အခြားအရှိတောင်အရှေ့နိုင်ငံတွေမှာအသုံးပြုခြင်းမရှိသေးပါဘူးပကံမှာတော့ဒီနည်းပညာတွေကိုအများဆုံးအသုံးပြုထားတာကိုတွေ့ရပါတယ် ဒီဒီပညာဆရာမတို့ဘုရားနေစားခဲ့လေဆိုရှင်တေခစ်တရားနေပြီးတော့စားခဲ့ပြီးတော့ပကံကိုရောက်ရှိလာခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပကံသားတွေဟာပုံမုံကောင်းမွန်တဲ့အနုပညာတွေဘိတုကလက်ရာတွေကောင်းမွန်စွာဖန်ဆင်းနိုင်ခဲ့ပါတယ်။အဲ့တော့တအားသမီးတို့ရေဒီချာတို့ဒီလေးလာပြီးခဲ့တဲ့နော်ယဉ်ကျေးမှုတွေနော်ဆရာမတို့ဒီဘိတုကတို့ဆရာမတို့ပြန်ကြည့်မယ်ဆိုလို့ရှင်ဘယ်အကြောင်းအရာအဓိကကြားတယ်ဆိုတာတအားသမီးတို့နော်ကြည့်ကြရအောင်။ ဲ့တော့ဆရာမတို့သိရမှာကတော့နော်ထမင်းကမြန်မာနိုင်ငံမှာအုပ်ချုပ်ခဲ့တဲ့မင်းတွေတဲမှာတော့မင်းကောင်းမင်းမြတ်တပါးဖြစ်တယ်။သူ့ရဲ့စွမ်းဆောင်ချက်ကြောင့်ဆရာမတို့နိုင်ငံမှာထေရဝါဒလို့ခေါ်တဲ့ဗုဒ္ဓသာသနာတွေထွန်းကားခဲ့တယ်။ဗကံဒေတာမြင်းကဘာအရမ်းမှာရှိတဲ့မြစရီကြောက်စာကိုတော့ပြူမွန်မြန်မာပါဠိဘာသာလေးမျိုးနဲ့ရေးထိုးကြတာကိုတွေ့ရမယ်။ဘဂကဲစီဒီပထိုးတွေတိဆောက်ပုံကိုကြည့်မယ်ဆိုရှင်အခြေခံအားဖြင့်ဘာပုံစံတွေဖြစ်လဲဆိုရှင် ပြုပုံစံဖြစ်ပြီးတော့အတွင်းတစားဆင်မှုကတော့မုံပုံစံဖြစ်တယ်။ဗကခဲဇေဒီပထိုးတွေဂူဖျားတွေအဆောက်အုံတွေစောက်လို့တဲ့အခါမှာအင်မတန်ထူးကြတဲ့အုတ်စီပုံကလည်းအင်မတန်ကိုစနစ်ကြတယ်။ဒုဒယ်နဲ့အလေးချိန်ကလည်းကောင်းမွန်တယ်။နောက်တစ်ခုကပို့ပြီးတော့တော့စနစ်ကြတာတော့အလင်းပောင်ယူပုံတွေကလည်းစနစ်ကြတဲ့ကြောင့်မဆရာမတို့ဗကမှာရှိတဲ့ဇေဒီပထိုးတွေရထူးဆန်းအောင်ပဲကောင်းတဲ့သူတို့ရဲ့လက်ရည်တွေသူတို့ရဲ့တူဆောက်ပုံတွေကိုသားတို့သမီးတို့နော် ကောင်သွားရောက်ပြီးလေ့လာခြင်းတွေသားတို့မျက်ဝါးတင်နေတွေ့မြင်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ပကံခက်မှာ ရှိတဲ့ဂူဖျားတွေနယံစေးပကြီးလေးရတွေကအထူးကောင်းမွန်တယ်တော့ဆရာမတို့ပကံခက်အဆောက်အုံတွေရဲ့စောက်လုတ်ပုံနီးနာတွေကအင်မတန်မှနော်ဘယ်နိုင်ငံမှလက်ရမမီတဲ့ပုံစံတွေနဲ့အများကြီးတိစောက်ထားတယ်ဆိုတာသားတို့သမီးတို့သိရှိရမှာဖြစ်ပါတယ်အဲ့လိုစောက်ထုတ်တဲ့အခါမှာဆရာမတို့နီးပညာပိုင်းသာမကဘဲနဲ့ကျွမ်းကျင်တဲ့လုတ်သားတွေရဲ့စွမ်းပကားကြောင့် နော်ပကံမှာရှိတဲ့နော်ဆရာမတို့ဘာသာရေးအဆောက်အဦတာသမီကအဆောက်အဦနေရအထူးကောင်းမွန်ပြီးတော့တကယ်ကိုအမကန်းဖြစ်ရတယ်ဆိုတာတို့သမီးတို့ပကံကိုတွားရောက်လေးလာကြည်အဖြစ်တို့သမီးတို့သိရှိနိုင်မှာဖြစ်ပါတယ်ဒီနေ့ဒီချက်ပြပြပေးတဲ့အကြောင်းအရာလေးကတော့အခန်းဆုံးရှောက်မြန်မာနိုင်ငံပေါ်ပေါက်လာခြင်းသင်္ကန်းစာနှစ်ပဂိုက်ကလေးနိုင်ငံအင်အားကြီးမလာဘုံရင်ကျင်းမှုရဲ့စာပေဘိတုကအနုပညာကြောင့်ဖြစ်ပါတယ် တတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကို နားလေသဘောပေါက်မယ်လို့တိချက်မျှော်လင့်ပါတယ်။ယုံလဲယုံကြည်ပါတယ်။တိချက်ပြပြပြီးတော့တတို့သမီးတို့ရဲ့စိတ်ထဲမှာလည်းပကံကိုတယောက်လဲပတ်ချင်တဲ့စိတ်ကလေးတွေပါဖြစ်တယ်။အားလုံးမှာရှိလိမ့်မယ်လို့ချက်မျှော်လင့်ပါတယ်။နောက်သင်္ကန်းစာမှာတိချက်တို့ပြန်တွေ့ကြမယ်နော်။ Bye bye ။